မင်္ဂလာပါရှင်။တာလူခက်သတင်းဌာနရဲ့တပတ်အတွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့ပြောပါဒီတပတ်ရဲ့အရိုက်ခတ်ဆုံးသတင်းတွေကတော့ Venezuela Democracy ရဲ့လှူရှာသူ Maria Corina Machado ဟာ2025ခုနှစ်အတွက် Nobel ငြိမ်းချမ်းရေးဆုကိုရရှိသွားတဲ့သတင်း။ တရုတ်နိုင်ငံရဲ့လိုက်ရောမှုတွေဟာမြန်မာစစ်အုပ်စုကိုအပြစ်နဲ့လို့ဖြစ်ပြီးမြန်မာနိုင်ငံကတစင်နိုင်ငံသားသားကိုပြစ်မှတ်ထားတဲ့လိမ်လည်မှုတွေတကြော့ပြန်ခေါင်းထောင်လာစေတယ်လို့သုံးသပ်မှုတွေထွက်ပေါ်နေတဲ့သတင်းမြန်မာနိုင်ငံတနင်္သာရီဒေသပတ်ကိုမြန်မာလေတက်လေရင်တွေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေဆက်အနီးဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်ခေခဲ့ရတဲ့တည်င်း အမေရိကန်ပြည်ထောင်စုဟာနိုင်ငံလုံးဆိုင်ရာစီးပွားရေးကြဆင်းမှုအနေနဲ့ဝေးကွာနေသေးပေမဲ့ပြည်내အစ်စ်မှာတော့ရင်ဆိုင်နေကြရတဲ့တည်င်းနဲ့အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံသားအကူအညီတွေကိုရှော့ချလိုက်တဲ့ဆုံးဖြတ်ချက်ကြောင့်မြန်မာနိုင်ငံတဝန်းမှာအသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတဲ့တည်င်းဒီအကြောင်းအရာတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ဗင်နီဇွဲလားဒီမိုကရေစီရေလှုပ်ရှားသူအတိုက်ခံနိုင်ငံရေးသမားမာရီယာကိုတင်နာမာချာတို့ဟာ2025ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိသွားပြီဖြစ်ပါတယ်။ဒီဆုဟာဗင်နီဇွဲလားနိုင်ငံကိုရက်ဆက်ကြံကြုတ်တဲ့အာဏာရှင်နိုင်ငံဖြစ်ကနေကတိမှုအတွက်သူ့ရဲ့မဆုံးမနစ်တဲ့ဂျိုပန်အထုံးမှုတွေကိုအတိမတ်ပြုချီးမြှင့်လိုက်တာဖြစ်တယ်လို့နိုဘယ်ကော်မတီကပြောပါတယ်။ အသက်58နှစ်ရှိပြီဖြစ်တဲ့မာတာတိုဟာ2024ခုနှစ်သမရရွေးကောက်ပွဲမှာလက်ရှိသမရနီကိုလက်မာတိုရိုကိုရှုံးနိမ့်စေခဲ့တယ်လို့ယူဆရတဲ့အတိုက်ခံလို့ရှာမှုကိုဥဆောင်ခဲ့သူဖြစ်ပါတယ်ရွေးကောက်ပွဲအပြစ်ပါမာတူရိုကရလက်ကိုလက်မခံပဲနိုင်ငံရေးဖြစ်ပေးမှုတွေလုပ်ခဲ့တာကြောင့်သူဟာတနစ်ကျော်ကြာပုန်းရှောင်နေခဲ့ရသူဖြစ်ပါတယ် ဆွေရရှိတဲ့သတင်းကိုကြားသိရတဲ့အခါမာချာတူဟာဒီစုကိုဗင်နီဇွဲလားပြည်သူတွေရဲ့လှုပ်ရှားမှုတစ်ခုလုံးအတွက်ရရှိတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။မာချာတူကဒီစုကိုဒုက္ခရောက်နေတဲ့ဗင်နီဇွဲလားပြည်သူတွေအတွက်ရည်စူးခဲ့ပြီးမိမိတို့ရဲ့ဒီမိုကရေစီယူမတ်ချက်အတွက်ပြည့်ပြတ်သားသားထောက်ခံပေးနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုလည်းကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။ တို့ရဲ့လွတ်လပ်ရေးတိုက်ပွဲအောင်မြင်ဖို့အတွက်အမေရိကန်ရဲ့အကူအညီကိုအထူးအားထားနေကြောင်းလည်းထပ်လောင်းပြောဆိုခဲ့ပါတယ်။သမရထရက်ကိုရိုင်းကလည်းကာရေဘီယံဒေသမှာအကြီးအကျယ်စီးရင်အားဖြန့်ကျက်ထားတာဟာမာဒူရိုအစိုးရကိုဖယ်ရှားဖို့ကြိုးတွင်ခြေလှမ်းဖြစ်နေနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ Novel Committee ရဲ့ထုတ်ပြန်ချက်အရမာချာဒိုရဲ့လှုပ်ဆောင်မှုတွေဟာ လက်တင်အမေရိကမှာပြည်သူတတိယထူးခြားတဲ့စံနမူနာဖြစ်တယ်လို့ချီးကျူးခဲ့ပါတယ်။2024ရွေးကောက်ပွဲကာလမှာမဲယုံဆောင်ကြည့်သူတွေအဖြစ်စစ်နာဝန်ထမ်းထောင်ပေါင်းများစွာစုစည်းပြီးအားကောင်းတဲ့လှုပ်ရှားမှုကိုဦးဆောင်နိုင်ခဲ့တာဟာ သူ့ရဲ့အဓိကအောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ကော်မတီကမာဒူရိုအစိုးရလက်အောက်မှာဗင်နီဇွဲလာဟာရက်စက်တဲ့အာဏာရှင်နိုင်ငံအဖြစ်ပြောင်းလဲသွားပြီးစီးပွားရေးနဲ့လူသားချင်းစာနာမှုအကျပ်တဲတွေဆိုက်ရောက်နေကြောင်းပြောပြခဲ့ပါတယ်ဗင်နီဇွဲလားနိုင်ငံသားရှစ်သန်းနေပါဟာနိုင်ငံကနေထွက်ပြေးခဲ့ရပြီးအတိုက်အခံတွေကိုလည်းအာဏာပိုင်တွေကစနစ်တကျဖိနှိပ်ထောင်ချနေတယ်လို့ပြောပါရယ်။မာချာတိုရဲ့ဆူရရှိမှုဟာတဖြည်းဖြည်းမောင်မိုက်လာနေတဲ့အခြေအနေတွေကြားကနေဒီမိုကရေစီရဲ့မီးတောက်ကို မာချာဒိုရဲ့ဆူရရှိမှုဟာတဖြည်းဖြည်းမောင်မိုက်လာနေတဲ့အခြေအနေတွေကြားကဒီမိုကရေစီရဲ့မိတော့ကိုမငိမ့်တင်အောင် ထိန်းထားပေးသူတူအဖြစ်ဂုဏ်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်။နိုင်ငံရေးသုံးသက်သူတွေရဲ့အမြင်အရကတော့ဒီနိုဘယ်ဆုဟာပုံရှောင်နေရတဲ့မာချာဒိုကိုမာဒူရိုဆူရရဲ့ဖန်ဆီးထောင်ချောင်းမှုကနေကောက်ွယ်ပေးနိုင်တဲ့နိုင်ငံတကာဒိုင်းလွှာတစ်ခုဖြစ်လာနိုင်တယ်လို့ယုံကြည်ကြပါတယ်။ နိုဘယ်ဆုရှင်တူကိုပြစ်မှတ်ထားဖို့ဆိုတာမာတူရိုအစိုးရအတွက်နိုင်ငံတကာရဲ့ရှုတ်ချောက်မှုကို မခံနိုင်အောင်ဖြစ်စေမှာပါဒီဆုဟာဗနီဇွဲလာရဲ့ပြောင်းလဲအတွက်မာချာတူရဲ့တိုက်ပွဲကိုအားပေးမှုတစ်ခုဖြစ်လာခဲ့ပါပြီရှင်တရုတ်နိုင်ငံရဲ့လက်ရုံးမှုတွေဟာမြန်မာစစ်အုပ်စုကိုအားပေးနေတယ်လို့ဖြစ်ပြီးမြန်မာနိုင်ငံကနေတဆင့်နိုင်ငံသားတော်ကိုပြစ်မှတ်ထားတဲ့လက်ရုံးမှုတွေတကြောပြန်ကောင်းထောင်လာစေတယ်လို့သုံးသပ်မှုတွေထွက်ပေါ်လာနေပါတယ်။ ဒီလိန်လယ်မှုတွေဟာမြန်မာနိုင်ငံမှာကပ်ရောဂါလို့ဖြစ်ပွားနေပြီးကဘာလုံးဆိုင်ရာလုံခြုံရေးကိုပါချိန်ချောက်လာနေပါတယ်။အခုနှစ်ဇူလိုင်လမှာတရုတ်တရားရုံးတစ်ခုကမြန်မာစစ်တပ်ရဲ့ကိုကန့်နေကြသောတပ်ဖွဲ့ခေါင်းဆောင်ဟောင်းဘူမူဘိုင်ဆောက်ချိုင်နဲ့သူ့သားကိုအွန်လိုင်းလိန်လယ်မှုပေါင်း၃၁၀၀ကျော်ခိုးယူငွေဒေါ်လာ၁.၄ဘီလီယံကျော်တရားမဝင်လောင်းကစားငွေ ဒေါ်လာ1.5ဘီလီယံကျော်အပြင်တရားဝင်ငွေရစွေဝထုတ်လုပ်မှုတွေနဲ့ပြည်ထောင်နိုင်ငံသား6ဦးကိုတပ်ဖြတ်မှုတွေနဲ့ဆွဲချက်တင်ခဲ့ပါတယ်။တရုတ်အစိုးရမီဒီယာတွေကတော့ဒီအမှုဟာရာဇဝမှုနိုင်နေအောင်မြင်မှုအဖြစ်ပုံပေါ်ခဲ့ပေမဲ့မြန်မာစစ်တပ်နဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့ရဲ့ပါဝင်ပတ်သက်မှုကိုတော့လုံးဝချန်လက်ထားခဲ့ပါတယ်။ လွန်ခဲ့တဲ့နေငယ်2023ခုနှစ်မှာတရုတ်အာဏာပိုင်တွေကမင်းအောင်လှရဲ့စေအုပ်စုကိုအွန်လိုင်းငွေလွှဲလမှုစကန်တွေကိုနှိမ်နှင်းဖို့အပြည့်အထံဖိအားပေးခဲ့ပါတယ်။မြန်မာစစ်တပ်ကတုံ့ပြန်မှုမြင့်ညင်းဆန်တဲ့အခါတရုတ်ဟာမြောက်ပိုင်းခုခံရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုကြောထောက်နောက်ခံပြုကြပြီးကိုကန့်နယ်ခြားဆောင်တပ်ကိုဖယ်ရှားရမှာကူညီပေးခဲ့ပါတယ်။ ခုခံရဲတပ်ဖွဲ့တွေနေမြေတိုက်ပိုက်ချိန်မှာတရုတ်ရဲတွေဟာဗိုင်းမီသားစုရဲ့အထောက်အထားတွေစုဆောင်းဖို့အတွက်အဲ့ဒီနေရာကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ပြည်ခဲ့တဲ့နှစ်အတွင်းမြန်မာစစ်တပ်က ခုခံရဲတပ်တွေအနိုင်ရရှိမှုများပြားလာပြီးနောက်တရုတ်ရဲ့ရက်တီချက်ဟာတိတိတတ်တာပြောင်းလဲလာခဲ့ပါတယ်။မေအောင်လိုင်ရဲ့စေအုပ်စုဟာကိုကန့်နေကြဆောင်တက်လို့ရာစုဂိုင်းတွေအပေါ်အကြီးအကျယ်မိခိုးနေရတာကိုတရုတ်ကသဘောပေါက်သွားခဲ့ပါတယ် ဒါပြင်တရုတ်ရဲ့စီးပွားရေးစီမံကိန်းအများစုဟာမြန်မာစစ်တပ်လောက်မှရှိနေတာကြောင့်ဆေးဥချုပ်ရေးပြိုလဲမဲ့အနေအကိုတရုတ်ကမလိုချင်ခဲ့ပါဘူး။ဒါကြောင့်တရုတ်ဟာမင်းအောင်လံကိုရှုတ်ချနေရကနေနိုင်ငံတကာပွဲတွေဖိတ်ကြားပြီးပူးတွဲနိုင်နေမှုပြပွဲတွေလို့ကမြန်မာစစ်တပ်ကိုတရားဝင်ဖြစ်အောင်မြင့်တင်ပေးခဲ့ပါတယ်။ဒီလိုပြူဟာမြောက်ပြောင်းလဲမှုကြောင့် တရုတ်ကသူ့နိုင်ငံသားတွေကို online ငွေလိမ်လည်မှုစကန်တွေကနေအများပြပြန်လဲခေါ်ယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းလိမ်လည်မှုမှာပါဝင်ခဲ့တဲ့တရုတ်နိုင်ငံသားအများစုဟာပြစ်မှုမှတ်တမ်းကြောင့်တရားဝင်အလုပ်ရဖို့ခက်ခဲလာတာကြောင့်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့လိမ်လည်မှုပုံစံအသစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိမ်လည်မှုသဘောဟာတရုတ်လူမျိုးကိုတရုတ်ကမလိမ်ဘူးနိုင်ငံသားကိုပဲလိမ်မယ်ဆိုတဲ့စောင်းပုတ်တွေနဲ့အိန္ဒိယဂျပန်အမေရိကန်စတဲ့နိုင်ငံသားတွေကိုအများပြလိမ်လည်နေတာပဲဖြစ်ပါတယ်ဒါကြောင့်တရုတ်ရဲ့မြန်မာစစ်တပ်ကိုအားပေးတဲ့မဟာပြူဟာမြောက်လုံရက်တွေဟာကမ္ဘာအတိုင်းဝိုင်းအတွက်အလုံးစုံရဲ့အရာဆိုရင်စရာအဓိကရင်းမြစ်တစ်ခုဖြစ်လာနေပါပြီရှင် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒူဝဲခရိုင်မြစ်တာမြို့နယ်မှာရှိတဲ့မြန်မာနေဆက်ရွာတရွာကိုမြန်မာလေတက်လေယာဉ်တွေကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိုင်းနိုင်ငံနဲ့နေဆက်အနီးမှာဒေသခံပြည်သူတွေထွက်ပြေးတင်းရှောင်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာထိုင်းနိုင်ငံကချင်နာပူရိခရိုင်နဲ့မြန်နယ်ချင်းဆိုင်နေဆက်ဒေသမှာဖြစ်ပွားခဲ့တာပါ။အော်တိုဘတ်စရဲ့တောက်ကြနေနဲ့၈နာရီ၅၅မိနစ်လောက်မှာဒုတိယအကြိမ်ထပ်မံဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ စစ်ကော်မရှင်လက်တက်က KH တိုက်လေရင်ဒဇင်ဟာဘုံ၆လုံးပါဝင်တဲ့အဘုံအစု၃စုကိုဘုံကျစ်ချတဲ့စစ်ကော်မရှင်လက်တက်က KH တိုက်လေရင်ဒဇီဟာဘုံ၆လုံးပါဝင်တဲ့ဘုံအစု၃စုကိုကျစ်ချတိုက်ခိုက်ခဲ့ပြီး KM မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ၄ရဲ့တန်ရရှိတဲ့နေရာတွေကိုပြစ်မှတ်ထားခဲ့တယ်လို့သိရပါတယ် ဒီတိုက်ခိုက်မှုဟာထိုင်းနိုင်ငံရဲ့ဖွန်နယ်ရိုနယ်ဆက်စစ်စည်းရေးဂိတ်နဲ့မျက်နှာချင်းဆိုင်မြန်မာဘက်ချမ်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကံကောင်းစွာနဲ့ပဲထိခိုက်သေးဆုံးမှုပျက်စီးမှုတစုံတရာမရှိခဲ့ဘူးလို့သိရပါတယ်။ဒီလိုလေဆောင်တိုက်ခိုက်မှုထပ်မံဖြစ်ပွားခဲ့တာဟာဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့တဲ့ပထမအကြိမ်တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့ကလည်းမြန်မာလက်တပ်ရဲ့လေရင်သုံးဆင်းဟာထိုင်းနယ်စပ်မှာ 2ကီလိုမီတာခန့်သာဝေးတဲ့ပန်တီကီဒေသကိုပုံချဲ့ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အဲ့ဒီဒေသကကရင်နဲ့မွန်တိုင်းဒေသအများစုပါဝင်တဲ့ဒေသခံလူ300ကနေ400ခန့်ဟာထိုင်းနယ်စပ်ကိုဖျက်ပြီးယာယီခုလုံဝင်တောင်းခံခဲ့ရပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေထပ်တလဲလဲဖြစ်ပွားလာတာကြောင့် ထိုင်းနယ်စပ်ဒေသကရရွာလူတို့နဲ့ထိုင်းအနာဘက်တွေကြောင့်မှဆိုရင်ပူပန်မှုတွေမြင့်တက်လာခဲ့ပါတယ် ဒါကြောင့်ထိုင်းလက်ရာထူတပ်ဖွဲ့နေကြသောတပ်ဖွဲ့ဝင်တွေနဲ့ဒေတာခံရတဲ့ဖွဲ့တွေကိုနေဆက်တလျှောက်အမြင့်ဆုံးအဆင့်တတိနဲ့လုံချုံရေးချထားဖို့အမိန့်ပေးထားပါတယ်။ဘုဒ္ဓဟူးနေကလေးကမြန်မာဒေတာခံ300ကနေ400ခန့်ဟာကသနာပူရိခိုင်မောင်းမြို့နယ်နဲ့မြနချင်းဆိုင်နေဆက်နေမှာစုယုံရောက်ရှိနေပြီးထိုင်းစစ်သားတွေနဲ့တာဝန်ရှိသူတွေကသူတို့အတွက်စားတောက်ဖွဲ့ရတွေနဲ့ရေတပ်တွေကိုပံ့ပိုးပေးနေတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်းကပြင်းထန်တဲ့ပဋိပက္ခတွေရဲ့နောက်ဆက်တွဲအဖြစ်နေဆက်ဒေသမှာထိခိုက်မှုတွေမဖြစ်စေဖို့ထိုင်းစိုးရဟာအခြေအနေကိုစောင့်ကြည့်ပြီးလုံခြုံရေးအစီအမံတွေကိုတိုးမြင့်လှုပ်ဆောင်နေပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုဟာနိုင်ငံလုံးဆိုင်ရာစီးပွားရေးကြဆင်းမှုအနေနဲ့ဝေးကွာနေသေးတယ်လို့ထင်ရပေမဲ့ပြည်내အဆင့်မှာတော့အခြေအနေကမတူပါဘူး။စီးပွားရေးသုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ Moody Analytic ပညာရှင်တူရဲ့စစ်တမ်းအသေးရ American ပြည်နယ်22ခုဟာလက်ရှိမှာစီးပွားရေးကျဆင်းမှုအနေနဲ့မြင့်မားတဲ့အခြေအနေမှာရောက်ရှိနေတယ်လို့တွေ့ရှိရပါတယ်။စီးပွားရေးပညာရှင် Mark Sandy ရဲ့ဒီစိတ်ဝင်စားစရာကောင်းတဲ့ခွဲချမ်းစိတ်ဖြာမှုအရစီးပွားရေးကျုံဝင်နေတဲ့ဒီပြည်နယ်22ခုဟာ American ရဲ့ GDP စုစုပေါင်းရဲ့သုံးဖို့တစ်ပုံခန့်ကို ကိုစားပြုနေတာဖြစ်ပါတယ်။ ဒီပြည်နယ်တွေမှာစီးပွားရေးပြဿနာတွေဖြစ်ပေါ်နေရတဲ့အဓိကအကြောင်းရင်းတွေကတော့ရွှေပြောင်းအခြေချမှုနေကွေလာခြင်းအခွန်တိုးမြင့်ကောက်ခံခြင်းနဲ့ဖက်ဒရယ်အစိုးရအလုံအကန့်လျှော့ချမှုတွေကြောင့်ဖြစ်တယ်လို့ဇန်ဒီကသုံးသပ်ထားပါတယ်။ဒီလိမ့်လောင်မှုကပြည်နယ်အစဉ်အလုံအကန့်ချက်လက်တွေကုန်ထုတ်လုံးမှုလူတဦးချင်းဝင်ငွေနဲ့အိမ်ဆောင်လုံးမှုဆိုင်ရာစည်ရင်းစရာတွေကို အခြေခံပြီးခွဲခြမ်းစိတ်ဖြာထားတာပါ။စီးပွားရေးကြဆင်းမှုအနေနဲ့အများဆုံးရင်ဆိုင်ရတဲ့ပြည်နယ်တွေကတော့ စိုက်ပျိုးရေးနဲ့အကုန်ထုံးလုံးမှုကိုအဓိကမိခွန်းနေရတဲ့ပြည်နယ်တွေဖြစ်ပါတယ်။စိုက်ပျိုးရေးကိုအားပြုတဲ့ Iowa, Kansas နဲ့တောင်တာကိုတာတို့လိုပြည်နယ်တွေဟာကုန်သွယ်ရေးစစ်ပွဲရဲ့ထိခိုက်မှုတံကိုခံစားနေရပါတယ်။ဒါပေမဲ့လူဦးရေတိုးတက်မှုအကောင်းနေတဲ့ Texas နဲ့ Florida လိုပြည်နယ်တွေကတော့စီးပွားရေးအချက်ထွင်နေစေဖြစ်ပါတယ် ဆိုရဌာနဆိုင်ရာအလောက်ကိုင်းတွေအပေါ်မိခိုမှုများတဲ့ဗာဂျီးနီးယားနဲ့မေရီလန်းလိုပြည်နယ်တွေမှာလည်းစစ်ပွဲပြဿနာတွေရှိနေပါတယ်။အထူးသဖြင့်ဝါရှင်တန် DC မှာပြီးခဲ့တဲ့အောက်တိုဘာက အလုပ်လမဲ့နှုန်းဟာ600ခန်းတော့အထိရှိခဲ့ပြီးနိုင်ငံမှာအမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်ရှင်။ မြန်မာနိုင်ငံတဝန်းနဲ့ NASA တျောက်ကဒုက္ခသည်စခန်းတွေမှာအမေရိကန်ရဲ့နိုင်ငံသားအကူအညီစီစဉ်တွေကိုရှော့ချပစ်လိုက်တဲ့အတွက်ကြောင့်ဒုက္ခတွေဟာပြင်းထန်ပြီးအသက်အန္တရာယ်ဖြစ်လောက်တဲ့အထိရှိနေပါတယ်။ဒီအခြေအနေဟာကလေးငယ်တွေအတွက်အဆိုးဆုံးဖြစ်တယ်လို့တွေးရှိရပါတယ်။ သတင်းဌာနကမြန်မာဒုက္ခသည်22ဦးမြန်မာနိုင်ငံတွင် ပိတ်မိနေသူ9ဦးနဲ့အကူအညီပေးရေးဝန်ထမ်းကျန်းမာရေးဝန်ထမ်းနဲ့သူတေသီ40ဦးနဲ့တွေ့ဆုံမေးမြန်းမှုတွေလုပ်ခဲ့ရမှာအမေရိကန်ဖူပြိုးတက်တဲ့ရေး agency USA ရဲ့ရန်ပုံငွေရက်ဆိုင်မှုကြောင့်ဒုက္ခသည်တွေဟာဆူရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ကလေးတွေဟာအစာအတွက်ညှိတွားနေကြပြီးနိုင်ငံရေးသမားတွေကိုခိုးလုံခွေပစ်ထားတဲ့အိမ်တွေလည်းပိတ်လိုက်ရပါပြီ။ ပြည်သူတွေဟာအသက်ရှင်သန်နိုင်ဖို့အတွက်နေ့စဉ်တော်တဲ့မှာနိုင်ပေါင်းများစွာအစာရှာဖွေနေရပါတယ်အကူအညီဖြတ်တောက်မှုတွေကြောင့်အဓိကအကူအညီပေးရအဖွဲ့တစ်ခုဟာဒုက္ခသည်စခန်းမှာနေထိုင်သူ85ရာခိုင်နှုန်းအတွက်စားနပ်ရိက္ခာထောက်ပံ့မှုကိုရပ်ဆန်းလိုက်ရပါတယ်။ဒီလိုရိက္ခာတွေရပ်တန့်သွားတာကြောင့်အသက်7နှစ်အရွယ်ကလေးငယ်တို့ဟာသူမိသားစုအတွက်ငါဖန်ဖို့ပိုးကောင်နဲ့ရှာဖွေဖို့ရှင်ထဲမှာဒုက္ခခံနေရတာကိုတွေ့ခဲ့ရပါတယ်။ ူညီဖျက်တောက်ခံရမှုကြောင့်အချို့မိသားစုတွေအတွက်စားနပ်ရိက္ခာတွေလုံးဝပြက်လက်သွားတဲ့အချိန်မှာကလေးငယ်တွေဟာငမုံမှုအာဟာရချို့တဲမှုကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်လို့မိသားစုတွေကအတည်ပြုခဲ့ပါတယ်။အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရိုပီယိုကတော့သူ့အစိုးရရဲ့အဆုံးဖြတ်ချက်ကြောင့်ဘသူမှမသိဘူးလို့ထပ်ကတလဲလဲပြောဆိုခဲ့ပါတယ်။ဒီပြောဆိုချက်ဟာအကူအညီဖျက်တောက်မှုကြောင့်ကလေးဖြစ်သူတွေကိုဆုံရှုံခဲ့ရတဲ့မိသားစုတွေရဲ့ခံစားချက်နဲ့လုံးဝဆန့်ကျင်နေပါတယ် ဒုက္ခတဲ့လူကလည်းအကူအညီတွေရပ်တန့်သွားတာကြောင့်ရိတ်ခါမရတဲ့အပြင်သူ့ရဲ့အလုပ်အကိုင်းမှာဆုံးရှုံးသွားပြီးကိုယ်လေးချိန်16ကီလိုဂရမ်ထိကျသွားခဲ့ပါတယ်။စားစရာမရှိတဲ့အတွက်တငယ်ချင်းဖြစ်သူတော့ခိုးမှုကျွလွန်ခဲ့ရတယ်လို့အဲ့ဒီဒုက္ခတဲ့ကပြောပါတယ်။ဒီအခြေအနေတွေဆက်ဖြစ်နေရင်အလုံးသစ်ဆုံးရလိမ့်မယ်လို့ဆိုရင်တကြီးပြောဆိုနေကြတာပါ။ UNHCR ရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံမှာလူဦးရေတန်း20နေပါဟာလူသားချင်းစာနာမှုအကူအညီလိုအပ်နေခြင်း အမေရိကန်ရဲ့ရန်ပုံငွေ83ရာခိုင်နှုန်းကျော်ရပ်ဆိုင်းသွားခြင်းဟာဒေသတွင်မှဘေးအန္တရာယ်ကိုပိုမိုနှက်ရှိုင်းစေခဲ့ပါတယ်။တန်လင်ခက်တဲ့ဌာနရဲ့တပတ်အတွင်းကဘာတဝမ်းကအရိုက်ခတ်ဆုံးဒရင်းတွေကိုထုံထုံတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးမျိုးကနေအများဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။